ားလုံးပဲမင်္ဂလာပါမြောက်ဦး entertainment ကနေပြန်လေးကြိုးဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား2023ခုနှစ်မှာကမ္ဘာကြီးကယူကရိန်းအပေါ်မှာအာရုံစိုက်နေတဲ့အချိန်မှာရုရှားနဲ့တရုတ်တို့ဟာဗစိပိတ်ဒေတာကအင်အားရှင်ခွင်ရှာကိုပြောင်းလဲပြစ်နိုင်မဲ့သဘောတူညီချက်တွေကိုအလုံအများစွာနဲ့လက်မှတ်ထိုးနေခဲ့ပါရစေအဲ့လိုဗစိပိတ်ဒေတာကိုစိတ်ဝင်စားသူတိုင်းကိုကြောက်လန့်စေမဲ့ကိစ္စတစ်ခုကို ကြီးမာတဲ့ထောက်လှမ်းရေးပေါ်ကြားမှုကနေဖော်ထုတ်လိုက်ပါပြီ။ ရုရှားကတရုတ်ကိုဒိုင်းရိုက်လက်နက်တွေရောက်ရှာနေပြီးတော့မှမလွတ်မသွေဖြစ်လာနိုင်တဲ့ထိုင်ဝမ်ကျူးကျော်ရေးအတွက်ပြင်ဆင်ရမှာကူညီပေးနေပါတယ်။ UK ရဲ့ထိတ်တန့်ကာကွယ်ရေးဆိုင်ရာအတွေ့အမြင်ထုတ်လို့ရဲ့အဖွဲ့သိမ်းထမ်းဖြစ်တဲ့ Royal United Service Institute RUSI ကသူတည်တွေရရှိထားတဲ့ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေအရမော်စကိုဟာပီကျင်းကိုလေကြောင်းကနေကျူးကျော်တိုက်ခိုက်ရေးလုပ်ငန်းတွေအတွက်အစုံလိုက်အပြည့်အစုံရောင်းရှာဖို့သဘောတူခဲ့ပါတယ်။အဲ့ဒီ package ကထိုင်ဝမ်ကိုသိမ်းဖို့အတွက် တည်တဲ့နီပါရည်ရွယ်ပြီးတော့မှဒီဇိုင်းဆွဲထားတာပါအဲ့ဒီမှာပါတဲ့ပစ္စည်းစရင်ကတော့ BMD 4F မျိုးအစားကုန်းရည်နှစ်သွေးသောစစ်စင်ရေးရှင်ဒီနေ့အဖြစ် MVP ရဲ့ SOB Vehicle 38စီး Spray SDM1 အမျိုးအစားကုန်းရည်နှစ်သွေးသောတင်းဖြတ်စစ်လက်နက်ပြည့်ရင်စစ်တစီးနဲ့ BDR MDM ဒီ Rakushka အမျိုးအစားလေးချောင်းရှိတန်ကြပ်ကတက်ဖွဲ့သေးရင်စစ်တစီးတော့ပဲဖြစ်ပါတယ်ဒါပေမဲ့စစ်လက်နက်ပစ္စည်းတွေလည်းမဟုတ်ပါဘူး ဒီပစ္စည်းတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုတရုတ်လေကြောင်းရှိတဲရဲတစ်ခုလုံးကိုလေ့ကျင့်ပေးဖို့အတွက်လဲရုရှားကသဘောတူညီခဲ့ပါတယ်။ဆိုရင်စရာအကောင်းဆုံးကတော့မော်စကိုဟာတရုတ်ကဒီလက်နက်တွေကိုပြည်တွင်းမှာကိုယ်တိုင်ထုတ်လုပ်နိုင်အောင်နည်းပညာတွေပါလွှဲပြောင်းပေးဖို့သဘောတူခဲ့တာပဲဖြစ်ပါတယ်။သူတို့ကအချိန်ကအားဖြင့်ထိုင်ဝမ်ကိုတရုတ်လက်ထက်ပကံပြားပေါ်တင်ပြီးတော့မှပေးအပ်ဖို့စ조사နေကြတာပါ။ဒီစက်ပစ္စည်းတွေကိုတရုတ်ထုတ်ဆက်တွေ့ရေးစနစ်တွေနဲ့တရုတ်လုံးကျေစံတွေကိုပြစ်ခတ်နိုင်မဲ့ စော်ပွေးတွေနဲ့စိတ်တိုက်ပြင်ဆင်တက်ဆင်သွားမယ်လို့တင်ပြရရှိပါတယ်။ဒါဟာအမေရိကန်နဲ့သူ့ရဲ့ NATO ဒါမှမဟုတ်ဒီဂျပန်တောင်ကိုရီးယားလိုအင်ဒိုပစိဖိတ်မဟာမိတ် တွေကြားကလက်နက်ရောင်းဝယ်မှုလိုမျိုးရိုးရိုးရှင်းရှင်းတော့မဟုတ်ပါဘူး။ဒီလက်နက်တွေဟာတရုတ်မှာအရင်ကသိမရှိခဲ့တဲ့အရာတွေဖြစ်ပြီးတော့မှလက်ရှိစစ်ဖက်ဖွဲ့စည်းပုံတွေကိုအပြစ်အဝါပေါင်းစည်းလိုက်တာကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျွေးကြော်ခဲ့တဲ့ကန်တက်ဂျမစ်မဟာမိတ်ပုံရိပ်နဲ့ရုရှားနဲ့တရုတ်ကိုပုံမိုနှိစက်လာစေဖို့ရည်ရွယ်တဲ့အရေးအကြီးဆုံးလှုပ်ဆောင်ချက်တွေကတခုလည်းဖြစ်ပါတယ်။ ပြီးတော့ဒီလက်နက်သုံးမျိုးဟာထိုင်ဝမ်ရဲ့ပထဝီအနေထားကြောင့်တရုတ်ရဲ့ရည်မှန်းချက်တွေအတွက်အရေးပါလာနိုင်ပါတယ်။ဒီကြောရဲ့အဓိကအပိုင်းကိုမြေဧရိယာရဲ့ရှောက်ဆီနီပါရှိတဲ့တောင်ထဲတွေကလွန်မိုထားတာကိုမိတ်ဆွေတွေ့ရမှာပါ။ဒီမြေများနာတွင်ပြင်ကကျုံးကိုအပိုင်းပိုင်းကွေးစီပြီးတော့မှမြေပြတ်တပ်ဖွဲ့တွေဟာတောင်ထူထက်ပြီးမြို့ပြဖြစ်နေတဲ့နေရာတွေမှာပြင်းထန်တဲ့ခုခံမှုကိုကြော်ဖြတ်ပြီးတော့မှရှေ့ဆက်တက်ဖို့မလွယ်တဲ့အတွက်အောင်မြင်တဲ့ကျူးကျော်မှုတစ်ခုဟာဘက်ပေါင်းစုံကနေရေချောင်းကုံချောင်းပေါင်းဆက်ရှင်းကပ်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့လည်းကုန်းရည်နှစ်သွေးရှင်ကံမှုကိုယ်တိုင်ကတော့မှတိတာထင်ရှားတဲ့ပြဿနာတွေကရှိနေတာပါထိုင်ဝမ်ရဲ့ကိုယ်ပိုင်အမျိုးသားကောက်ကွေရဲ့အဖွဲ့အစည်းကမြောက်ပိုင်းနဲ့အနောက်ပိုင်းထိုင်ဝမ်မှာကျူးကျော်ဖို့တင်းနေရမဲ့ကန်းချင်20တာရှိတယ်လို့အကြံပြုထားပါတယ်အဲ့ဒါနဲ့ဆန်းကျင်ဘက်အနေနဲ့ထိုင်ဝမ်ဟာ2023ခုနှစ်တုန်းကတရုတ်ရဲ့ဖြစ်နိုင်ခြေရှိတဲ့ကျူးကျော်မှုကိုကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အတူဒီကန်းချင်ပေါ်မှာအတူယူလေ့ကျင့်ဖို့အတွက်နှိစင်စည်းရေးလေ့ကျင့်မှုဘတ်ဂျက်ကိုတိုးမြှင့်တော့မယ်လို့ကြေညာခဲ့ပါတယ်ဒါကြောင့်2025ခုနှစ်အတွက်လုပ်ခဲ့တဲ့စည်းရေးလေ့ကျင့်မှုဟာ 1984ခုနှစ်မှာစတင်ခဲ့တဲ့အချိန်ကစပြီးတော့မှအကြီးဆုံးဖြစ်ခဲ့ပြီးတော့အရန်တပ်သား2000ကိုစုစည်းခဲ့တဲ့ဒေသငယ်ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုဆိုင်ရာလုံထုံလုံနည်းတွေတင် जा ပေးခဲ့ပြီးတော့မှဆေးရဲကြာမြင့်ခဲ့ပါတယ်။လက်တွေ့ကြကြနေ့40နီးပါးကြိုတင်ပြင်ဆင်မှုတွေနဲ့အမေရိကန်နဲ့နိုင်ငံကာကွယ်ရေးသဘောတူညီချက်ရှိထားတဲ့အတွက်ထိုင်ဝမ်ဟာတရုတ်ကလက်ရှိအစွန်းကြီးတွေနဲ့ကျူးကျော်ရမှာပြင်ပထားနိုင်မဲ့ဝင်ပေါင်းအများစုကိုဖြစ်ဖြစ်ချင်းနဲ့တေချာပေါက်ခိုင်ခန့်အောင်လှုံ့ဆော်ထားခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီနေရာမှာပဲရုရှားရဲ့ကျွမ်းကျင်မှုကဝင်ရောက်လာတာပါစာရွက်စာတမ်းတွေမှာဖော်ပြထားတဲ့အစီအစဉ်ကတော်တော်လေးကိုရေးတင်းပါတယ်အထူးတပည့်တွေဟာ Dano Lab လို့ခေါ်တဲ့ Lady စနစ်ကိုအသုံးပြုပြီးတော့မှပေ3200အမြင့်ကနေအရက်ဖက်ကုန်တယ်လျင်တွေကနေခုန်ချပြီးတော့အထူးပြုလုပ်ထားတဲ့ Lady စနစ်တွေကိုတုံးပြီးတော့မှဘယ်သူမှမသိအောင်ထိုင်ဝမ်ပိုင်နေတဲ့ short sin ဝင်ရောက်မှာဖြစ်ပါတယ် Dano Lab ရဲ့ပြင်မှတ်ရောက်နိုင်တဲ့အကော်အဝေးကိုမိုင်90ကျော်ရှိမယ်လို့ခန့်မှန်းထားပြီးတော့ဒါက ်ပုံမဲ့သမျိုးကြားထောင်လင်းရေးစနစ်တွေနဲ့အနီးကပ်ခုခံကာကွယ်မှုတွေကိုရှောင်လွှဲနိုင်စေမှာပါစေတားတချို့ဆိုရင်လေဒီနဲ့ဆင်းဖို့တော့မှမလိုပါဘူးသူတို့ကခရီးတော်တွေအဖြစ်ကြိုတင်ပြီးတော့မှတရားဝင်ထိုင်ဝင်နိုင်ငံတွေကိုရောက်နိုင်ပြီးတော့မှလူအများကြီးမှရောနှောနေထိုင်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီ Dano Lab လိုမျိုးနည်းပညာကိုသုံးပြီးတော့မှအကြီးစားပစ္စည်းတွေရောက်လာပါလိမ့်မယ်ဒီလိုနည်းနဲ့တရုတ်ဟာထိုင်ဝင်ရေလက်ကြားကိုသင်္ဘောတစ်စီးမှမဖြစ်ပဲလမ်းနဲ့အပြည့်အစုံနဲ့တိုင်းရင်းတစ်ခုကိုမြေပြတ်မှတည်ထောင်နိုင်ပါတယ် အဓိကပြစ်မှတ်ကတော့တိုင်ပင်စစ်ကမ်းဖြစ်ပါတယ်အဲ့ဒါကိုထိန်းချုပ်လိုက်တာနဲ့တရုတ်ပြည်သူလက်မြောက်ရေးတပ်မတော် PLA အတွက်ပင်လေပြင်ကားနေအပြစ်အဝကျူးကျော်ဖို့နေရာရတော့ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီလက်နက်စနစ်၃မျိုးကတကယ်တမ်းဘာလုံးနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါကိုကားဖို့အတွက်ကတော့မချသိခင်ကဖြစ်ပေါ်ခဲ့တဲ့အရန်သွေးထွက်တန်ရိုဖြစ်ခဲ့တဲ့စံသက်ကွင်းယူကရိန်းစစ်ပွဲကိုကျွန်တော်အသုံးပြုတော့ပါမယ် VAD 4M ခြေကျင်တိုက်ခိုက်ရေးရှင်ဟာရုရှားရဲ့အကောင်ဆုံးလေကြောင်းရှိတိုက်ခိုက်ရေးရှင်ဖြစ်ပြီးတော့မှ ၂၀၂၀ခုနှစ်ကျူးကျော်မှုစတင်ချိန်ကလေးကယူကရိန်းမှာအထုပ်ပြနေတာကို တွေ့ရပါတယ်။ဒီကုန်းရည်နှစ်သွေးသောတန်ချက်ကရင်ကြီးဟာမြစ်တွေနဲ့ရေကန်တွေကိုဖျက်ပြီးတော့မှကူးခတ်သွားလာနိုင်တယ်လို့သူရဲ့၁၀၀မီလီမီတာအဓိကအမြောင်နဲ့၃၀မီလီမီတာအော်တိုအမြောင်တိုးနဲ့ပါကူပစ်ပေးနိုင်ပါတယ်။ယူကရိန်းမှာ BMD 4M တွေကိုရှေ့ကျန်တပ်တွေရှစ်တိုးရှီတက်တာကိုအထောက်အကူပြုဖို့နဲ့လှုပ်ရှားနေတဲ့စစ်မြေပြင်အခြေအနေတွေမှာရွေးလျားပစ်အားကိုပေးနိုင်ဖို့လက်နက်ပေါင်းဆက်စစ်ဆင်ရေးတွေမှာအထုပ်ပြခဲ့ပါတယ်။ အဓိကတိုက်ပွဲဝင်တင်ကားထက်ရှေ့ချန်တိုက်ခိုက်ရေးရှင်ရဲ့အဓိကအကျိုးကျေးဇူးတစ်ခုကတော့သူ့ရဲ့မွေးရပါရွေလျားနိုင်စုံပဲဖြစ်ပါတယ်။အများကြီးပိုပွားတာကြောင့်ဒီရဲဟာပိုပြီးတော့လျင်မြင်စွာအရှိန်ယူနိုင်ပြီးမဟာပြူဟာကြားတဲ့နေရာတွေဈာကိုပိုမိုမြင်မြန်ဆန်ဆန်ရွေလျားနိုင်ပြီးတော့ရန်သူနေရာတွေကိုတင်ပိုင်းနိုင်ပြီးရန်သူကိုအရှိန်မီပြန်လေစူးဖွေးခွင့်မပေးပါဘူး။2023ခုနှစ်မှာတော့ BMD တစီဟာသူ့ကိုယ်သူအလေအလက်အကွက်အဝေးပြစ်ကူအဖြစ်အသုံးပြုပြီးတော့ ဒရုန်းပစ်ကူနဲ့အတူယူကရိန်းရဲ့နေရာတစ်ခုကိုဖျက်ဆီးတဲ့နေရာမှာရစိန်တပိုင်းတာဝန်ယူခဲ့ပါတယ်။ဒါကတော့လုံလောက်တဲ့လေကြောင်းပစ်ကူနဲ့တွေ့ဖက်လိုက်မယ်ဆိုရင်ဒီယန်ဟာခိုင်မာတဲ့ထိုးဖောက်ဝင်ရောက်နိုင်စွန်းကိုရရှိနိုင်တယ်ဆိုတာကိုတက်တဲ့ပြနေပြီးတော့မှဒါကထိုင်ဝမ်ကိုကျူးကျော်နိုင်ခြင်းရှိတဲ့အခြေအနေမှာတရုတ်ကရရှိနိုင်ခြင်းရှိတဲ့အရာတစ်ခုပါ။ဒီနေရာမှာအရေးကြီးဆုံးအပိုင်းကတော့ဒီယန်ရဲ့ဒီဇိုင်းဟာတရုတ်ရဲ့ကနဦးအစီအစဉ်တွေနဲ့ဘလို့ကိုင်းညီတယ်လဲဆိုတာပဲဖြစ်ပါတယ်။ရင်အများစုနဲ့မတူတာကတော့ ဒါကိုဝန်ထမ်းတွေပါဝင်လျက်သားလေးတွေကနေပြစ်ချပေးနိုင်ပါတယ်။မြေပြင်ကိုကြားပြီးမိနစ်ပိုင်းအတွင်းမှာတိုက်ပွဲအတွက်အပြစ်အဝအသင်းဖြစ်နေတဲ့တိုက်ခိုက်ရေးရင်တစည်းကိုရရှိနိုင်တဲ့အနေထားပါ။ထိုင်ဝမ်အစီအနေမှာဆိုရင်ဒီလိုရင်ဒါဇင်ပေါင်းများစွာဟာတိုက်ပွေမျိုးအနီးကခေါက်ကွင်းတွေ၊လေမြေတွေဒါမှမဟုတ်ဒီကွင်းပြင်ခြေတွေပေါ်ကိုတိုက်ရောက်လာတာကိုမြင်အောင်ကြည့်ပါ။တရားရေးအတွင်းမှာတရုတ်ဟာတင်မော်တစည်းကန်းကိုမရောက်ခင်မှာထိုင်ဝမ်ရဲ့အတွင်းပိုင်းအထိတန်ဇက်ကတပ်ဖွဲ့ဝင်တွေကိုလေပတ်နိုင်ပါတယ်။ဒီရင်ရဲ့ ုံးရေနှစ်သွေးတောနိုင်တဲ့စွန်းကြီးဟာထိုင်ဝမ်အတွက်လည်းတက်ဆိုင်ပါရယ်ဒီကျွန်းရဲ့မြစ်တွေစိမ့်မြေတွေနဲ့ကံရိုးတဲ့ဒေသတွေဟာပုံမှန်အဖြစ်ကျူးကျော်တက်ဖွေးတွေကိုနှိကွေးစေနိုင်သလိုလမ်းကြောင်းပြောင်းသွားစေနိုင်ပါရယ် BND4M ဟာတနအီကိုရှောင်းမိုင်နှုံလောင်နဲ့ကူးခတ်တောနိုင်ပြီးတော့မှပုံမှန်သမျိုးကြတန်ချက်ကရင်တွေကိုရက်တန်းစေမဲ့အတအစီအများစုကိုဖျက်ချနိုင်ပါရယ်သို့ပေမဲ့သူရဲ့တကယ်အလားအလာရပြောရမယ်ဆိုရင်တန်ချက်ကအားနေတာကအားနေချက်တစ်ခုဖြစ်လာနိုင်ပါရယ် သူရဲ့ကိုယ့်ရဲ့နေသွေးတော်နိုင်တဲ့ဒီဇိုင်းကြောင့်ဒီရင်ဟာပိုကြီးတဲ့ကျေဆံတွေနဲ့ဓာတ်ရိုက်ထိမှန်မှုကိုခံနိုင်ရင်မရှိပဲပြန်ပြန်တိုက်ခိုက်မှုအထွေပိုပြီးအားနေစေပါတယ်။အဲ့ဒါပြင်ဒီရင်ကိုဒရုန်းတိုက်ဖျက်ရေးအပိုကာကွယ်မှုတွေတက်ဆင်ထားတယ်ဆိုတဲ့သတင်းတွေကအကန့်အသတ်နဲ့ပဲရှိတဲ့အတွက်ရုရှားကဘလို့ဒီဇိုင်းကိုတင်ပို့မလဲဆိုတာမရှင်းမလင်းပါဘူး။လူထုအခြေပြုထောင်းလင်းရေး site ဖြစ်တဲ့ဒီ OS ကယူကရိန်းမှာဒီရင်တွေဒေကအနည်းဆုံး180လောက်ဆုံးရှုံးခဲ့တယ်လို့ဖော်ပြထားပြီးတော့မှဒါဟာဒရုန်းတိုက်ဖျက်ရေးနဲ့တန်ဆက်ကအာဏာချက်တွေဟာ တရုတ်ကရှောင်ချရမယ့်အခက်အခဲတွေဖြစ်နိုင်တယ်ဆိုတာကိုပြသနေပါတယ် The 2S25 Spread SDM1 Life Tank ကတော့အခြေခံအဖျင်းပြန်သန်းနိုင်တဲ့တင်ကဖြတ်ရင်ပါပဲဒီတိုင်တိုင်းမှာတုံတဲ့ခြေတောင်းအရွယ်အစားတူ125 mm အဓိကအမြောက်ပါဝင်တဲ့အတွက်ဒီပေါ်ပါတဲ့ရင်ကထိုင်ဝင်ရဲ့တန်ချက်ကရင်အလုံးကိုဖျက်ဆီးပစ်နိုင်ပါတယ်ယူကရိန်းမှာ Spread SDM1 တွေကိုအများကြီးမတွေ့ရပါဘူးဘာလို့လဲဆိုတော့သူတို့ဟာ Lady နဲ့ရှားတာနဲ့ရန်သူနေမြေနောက်ွေကစစ်ဆင်ရေးတွေအတွက်အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့ လေကြောင်းအတာစီမရနိုင်တဲ့အတွက်ရုရှားကအောင်မြင်အောင်မလုံဆောင်နိုင်ခဲ့တဲ့ကိစ္စတွေပါ အထူးသဖြင့်လက်ရှိအစိမ့်ပြန်နေထားတွေကတောက်ဆိုမှုမရှိတဲ့အတွက်ရုရှားကဒီရင်ဒါဇင်အနည်းငယ်ကိုပဲဘာကြောင့်တိဆောက်ခဲ့တယ်လဲဆိုတာကိုရှင်းပြပေးနေပါတယ်ပို့ပြီးတော့မှအဲ့ဒီနေရာမှာဒါတွေကိုတိဆောက်နိုင်တဲ့ထုတ်လုပ်ရေးစက်ရုံတရုံတွေကတရုတ်ကိုပေးဖို့ထက်သူရဲ့စစ်ပွဲအတွက်လုံလောက်တဲ့ရှေ့ချင်တိုက်ခိုက်ရေးရှင်တွေတနည်းအားဖြင့် IFV ထုတ်လုပ်ဖို့အလုပ်များနေပါတယ်ဒါပြင် SDM1 အမျိုးအစားက ပြစ်ခတ်ထိန်ဆုပ်ရေးစနစ်တွေနဲ့အဝေးကနေပေါက်ကွေးစေနိုင်တဲ့ကျေစံတွေကိုထပ်ထည့်ထားပါတယ်။ဒါကတနက်ပြစ်သူကိုကျေစံရက်ပေါက်ကွေးစေတဲ့အရာကိုလေထဲမှာပေါက်ကွေးစေနိုင်ပြီးတော့မှအပိုက်အစတွေကိုပပက်လေဖြားထွက်စေပါတယ်။ရင်တွေနဲ့တင်ကားတွေနဲ့ဆိုရင်တော့ဒါကတိတ်အတုံးဝင်မှာမဟုတ်ပါဘူး။ဒါပေမဲ့မိတ်ဆွေကမြောင်းတစ်ခုဒါမှမဟုတ်ရှေ့တဲရက်ကောက်ွေရင်းနေရာတစ်ခုပေါ်ကိုကျေစံတစ်ခုပြစ်ချလိုက်မယ်ဆိုရင်ပေါက်ကွေးမှုနဲ့အပိုက်အစတွေကဧရိယာတစ်ခုလုံးမှာကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒီအစင်းမြင့်တယ်မှုကနောက်ထပ်အာဏာချက်တစ်ခုပါလာပါတယ်။ဘာလို့လဲဆိုတော့ T19 တွေအတွက်ပါအသုံးပြရတဲ့အတွက်ရုရှားကပေးနိုင်တဲ့အစိတ်အပိုင်းတွေကိုလိုအပ်လို့ပါပဲ။ဝန်ခံရမယ်ဆိုရင်တရုတ်ကသူ့ရဲ့ကိုယ်ပိုင်နည်းပညာအရှိုးကိုတင်ပို့တာဒါမှမဟုတ်ရုရှားရဲ့ထုတ်လုပ်မှုကိုထောက်ပံ့ဖို့သူ့ရဲ့ဖြည့်ဆင်းနည်းတွေနဲ့စနစ်ကိုပြုပြင်ပြောင်းလဲတာတွေဖြစ်နိုင်ပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကိုကျူးကျော်တဲ့အခါမှာတရုတ်ဟာသူ့ရဲ့အရေးကြီးတဲ့ပြဿနာတစ်ခုကိုဖြည့်ဆင်းဖို့ဒီလက်နက်ကိုတုံးနိုင်ပါတယ်။ထိုင်ဝမ်ရဲ့စစ်တပ်ဟာကာကွယ်ရေးခံတပ်တွေနဲ့ ခိုင်ခင်တဲ့နေရာတွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။ Spray SD M1 ရဲ့အစင်ပြင်းတဲ့တန်ကြပ်ကဖောက်ကြီးတွေဟာဘန်ကာတွေကိုထိုးဖောက်နိုင်ပြီးတော့မှထိုင်ဝမ်ရဲ့ M1A2 Abrams တင်ကားတွေဒါမှမဟုတ်ကိုပိုင်ထိုး Brave Tiger တင်ကားတွေကိုဖျက်ဆီးနိုင်ပါတယ်။ပြီးတော့ဒါကိုလေတေးကနေရှာပေးနိုင်တဲ့အတွက်ဘာတွေဖြစ်နေလဲဆိုတာကိုဘယ်သူမှမသိခင်ပါပဲ။တရုတ်ဟာဒီလက်နက်တွေကိုထိုင်ဝမ်ရဲ့ကာကွယ်ရေးနောက်ကွေမှာနေရာရှာထားနိုင်ပါတယ်။ The BTR MDM Rescue Cooker ဆိုတာကစစ်တီတွေကိုလေထဲကနေပြင်းမှတ်စီကိုမြင်းမြန်းဆန်းဆန်းနဲ့ ဘေကင်းစော်ပိုးဆောင်ဖို့ဒီဇိုင်းထုတ်ထားတဲ့တန်ချက်ကတက်ဖွေးတည်ရန်ဖြစ်ပါတယ်။ဒါဟာအပြည့်အစုံတက်ဆင်ထားတဲ့စစ်သားစစ်သုံးယောက်နဲ့ဝန်ထမ်းတဲ့ယောက်ကိုတည်ဆောင်နိုင်ပြီးတော့မှရှေ့ချက်တိုက်ခိုက်ရင်းရင် BMD-4M လို့ပဲတန်ချက်ကတက်ဖွေးတည်ရန် APC အများစုနဲ့မတူပဲတက်သားတွေပါဝင်လျက်သားလေးတွေကနေရှာပေးနိုင်ပါတယ်။ယူကရိန်းမှာဒီလိုမျိုးရှင်တွေကိုအလင်းအမြင်တိုက်ခိုက်နိုင်တဲ့စစ်ဆင်ရေးတွေမှာတုံ့ပြန်ကြပြီးတော့မှအဓိကနေရာတွေကိုသိမ်းပိုက်ဖို့အတွက်ရန်သူနေမြေနောက်ကွေကိုအဖွဲ့ငယ်လေးတွေကိုထိုးသိမ်းခဲ့ပါတယ်။ ထိုင်ဝမ်အတွက်ဒီအစီအစဉ်ကိုမိတ်ဆွေမြေအောင်ကြည့်ပါထိုင်ဝမ်စစ်တပ်ကကဲန်းဂျေတွေနဲ့စစ်ကဲန်းတွေကိုကောက်ကွေဖို့အာရုံစိုက်နေကြီးမှာ BTRMDM ဒါဇင်ပေါင်းများစွာဟာကျွန်းရဲ့အတွင်ပိုင်းကိုဆင်းသက်လာပါတယ်သူတို့ကဒီမစ်ဆင်အတွက်ရုရှားကအထူးလေ့ကျင့်ပေးထားတဲ့အထူးတပ်ဖွဲ့အဖွဲ့တွေကိုထုတ်ပေးပါလိမ့်မယ်။နိုင်ပိုင်းအတွင်းမှာဒီတပ်ဖွဲ့တွေဟာလေဆိပ်တွေတပ်အပစ်စက်ယုံတွေစက်တွေရေစခန်းတွေနဲ့အစိုးရအဆောက်အုံတွေကိုသိမ်းပိုက်နိုင်ပါတယ်။ရေချောင်းကုန်းချောင်းပေါင်းဆက်ကျူးကျော်မှုမစတင်ခင်မှာတော့ထိုင်ဝမ်ရဲ့ကာကွယ်သူတွေဟာ စစ်မျက်နှာတစ်ခုနဲ့တိုက်ခိုက်နေရပါလိမ့်မယ်။တိုက်ပွဲကမစခင်မှာတော့ပြီးဆုံးသွားနိုင်ပါတယ်။ရုရှားကဒီဘူဟာကိုယူကရိန်းမှာတရုတ်ပြခဲ့ပြီးတော့မှစစ်ပွဲစတင်တဲ့ရက်တွေမှာကီယက်အနီးက Hostomel စိတ်ကိုတိမ့်ပိုက်ဖို့အတွက်လေကြောင်းစီတပ်ဖွဲ့တွေကိုအသုံးပြုခဲ့ပါတယ်။အဲ့ဒီစစ်ဆင်ရေးဟာယူကရိန်းရဲ့ခုခံမှုနဲ့အင်အားဖြစ်တဲ့မှုမရှိတဲ့အတွက်မအောင်မြင်ခဲ့ပေမဲ့သဖို့တရားကတော့ခိုင်မာပါတယ်။ပြီးတော့တရုတ်ကရုရှားရဲ့အမှားတွေကနေတင်ယူနိုင်ခဲ့ပါတယ်။ Olympic Kintop Drone ကတော့ဒီ package ကိုပြည့်ပြည့်စုံစည်တဲ့အရာပါ။ ဒီသိငေပြီးတော့မှဈေးရှိုးတဲ့မောင်းသူမေးလေရဲ့ UAV ဟာယူကရိန်းမှာရုရှားရဲ့အထီးရောက်ဆုံးလက်နက်တွေတကတစ်ခုဖြစ်ခဲ့ပါတယ်။အမြောက်တွေရဲ့ပြမှတ်ကိုရှာဖွေတာကင်းထောက်တာနဲ့ electronic စစ်ပွဲတွေအတွက်အသုံးပြုတဲ့ OLM တဲတွေဟာရုရှားတပ်ဖွဲ့တွေကိုတိကျစွာတိုက်ခိုက်မှုတွေပူးပေါင်းဆောင်ရွက်နိုင်ဖို့စစ်မြေပြင်ထောင်လင်းရေးအဆက်လက်တွေကိုအချိန်နဲ့တပြေးညီပေးနိုင်ပါတယ်။ OLM ရဲ့အဓိကချက်ကသူ့ရဲ့အလွန်အမင်းပြောင်းလဲတက်ဆင်နိုင်တဲ့ဒီဇိုင်းမှာတည်ရှိနေပါတယ်။ drone တွေဟာအထူးသဖြင့် set တဲ့ရှည်ကျင်တက်တွေကိုဆန်းကျင်တိုက်ခိုက်ဖို့ ပုံမနဆိုင်တဲ့စွန့်ကြီးတွေအတွက်အပူဓာတ်ပုံရိုက်ကူးတဲ့ဒါမှမဟုတ်နေခဲ့မဲ့ကင်မရာတွေကိုတင်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ဒီ drone ဟာအထူးပြုလုပ်ထားတဲ့ electronic စစ်ပွဲသုံးပစ္စည်းတွေကိုလည်းတင်ဆောင်နိုင်ပြီးတော့မှရန်သူဆက်တွေ့ရင်းနဲ့ drone စစ်ဆင်ရေးတွေကိုသူတို့ရဲ့ထောင်လဲနိုင်တဲ့အကော့အဝတ်ထက်အမြင့်မှာပိတ်ဆို့နိုင်ပါတယ်။ထိုင်ဝမ်မှာတော့ဒီ drone တွေဟာတန်ဖိုးမပြတ်နိုင်အောင်အသုံးဝင်နိုင်ပါတယ်။သူတို့ကနိုင်ပေါင်းများစွာပြန်ဆန်းနိုင်ပြီးတော့မှကာကွယ်ရေးနေရာတွေကိုမြေပုံဆွေးနိုင်တယ်။တပ်ဖွဲ့လှုပ်ရှားမှုတွေကိုဆေးရခံနိုင်ပြီးတော့မှတရုတ်ဒုံးကျည်တွေနဲ့အမြောက်တွေအတွက်ပြစ်မှတ်အဆက်လက်တွေကိုပေးနိုင်ပါတယ်။ ထိုင်ဝမ်ရဲ့13,980လျှောက်စတူရဲမိုင်သာရှိတဲ့အရွယ်အစားကအော်လန်တန်အုပ်စုတစ်ခုဟာကျွန်းတစ်ခုလုံးကိုအနီးကပ်ကြီးကြပ်ကွက်ကဲမှုအပြည့်အစုံနှိပါပေးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒီအရာအလုံးကိုပေါင်းစပ်လိုက်မယ်ဆိုရင်ပုံစံတစ်ခုချင်းချင်းလေးလေးပေါ်လာတာကိုတွေ့ရပါလိမ့်မယ်ရုရှားကပေးပို့နေတဲ့လက်နက်တစ်ခုစီဟာရီမန်ချက်တစ်ခုတည်းကိုအောင်မြင်ဖို့အတွက်ယူရပါတယ်တရုတ်ကကဲယိုတန်းကိုအပြည့်အဝကျူးကျော်မှုမလုပ်ပဲထိုင်ဝမ်ရဲ့ခံတပ်တွေကိုအတွင်းပိုင်းကနေဖိအားပေးနိုင်ဖို့ပါလေယာဉ်တွေဒါမှမဟုတ်အာကစားကွင်းတွေလိုပွင့်လင်းတဲ့နေရာတွေမှာ ရင်တွေကိုလေတွေကနေရှာပေးပြီးတဲ့အခါမှာတရုတ်ပြည်သူလက်မျောက်ရေးတပ်မတော် PLA ရဲ့တပ်ဖွဲ့တွေဟာစစ်ကမ်းတွေဒါမှမဟုတ်ဒီလေရင်ကိုနေမှာရှိတဲ့ထိုင်ဝမ်ရဲ့အကန့်အသတ်ရှိတဲ့စစ်ဖက်အခြေခံဆောင်းုံတွေကိုဆန့်ကျင်ဘက်ကနေရှေ့ကန်နိုင်ပါတယ်။ဒါကသူတို့နေပေါင်းများစွာတီထွင်ခဲ့တဲ့ဒါမှမဟုတ်ဝေယူခဲ့တဲ့ကမ်းရိုးတန်းအစီပြုကောက်ခွေရစနစ်အများစုကိုရှောင်ရှားနိုင်အောင်ကူညီပေးနိုင်ပါတယ်။တရုတ်ပြည်သူလက်မျောက်ရေးတပ်မတော်ရဲ့အရေးအတွက်အရာတာလွန်တဲ့စစ်တပ်နဲ့ပုံများတဲ့ပစ္စည်းကရိယာထုတ်လုပ်မှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ ထိုင်ဝမ်ရဲ့ပိုင်တဲ့အတွဲမှာဆုံးဖြတ်ချက်ရှားနိုင်တဲ့အာသာချက်ကိုရရှိနိုင်ပြီးတော့မှနိုင်ငံကိုအတွဲပိုင်းကနေထိန်းချုပ်နိုင်ပါတယ်။နောက်တစ်နည်းကတော့ထိုင်ဝမ်ကမ်းရိုးတန်းကနေမိုင်90အကော်ကနေအရေးပါတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့ထောက်ပံ့ရေးတွေကိုလေတဲကနေရှာပေးနိုင်တဲ့စွန့်ကြီးဟာကျူးကျော်မဲ့ရေတဲပိုင်ပစ္စည်းတွေကိုကာကွယ်ရေးတွေကိုတတိမမှုစေပဲကွေပြေတော့အောင်လှုပ်ဆောင်နိုင်ဖို့ရွေးရှိစရာတွေပို့ပေးနိုင်ပြီးတကယ့်ကျူးကျော်မှုအပြည့်အဝမစတဲ့ငယ်မှာသူတို့ကိုအပြော့တော်စေနိုင်ပါတယ်။ ဒါပေမဲ့ဒီလက်နက်တွေဟာကျွမ်းကျင်တဲ့လူတွေမရှိရင်အတုံးမဝင်ပါဘူး။ဒါကြောင့်လည်းတရုတ်နဲ့ရုရှားတို့ဟာထိုင်ဝမ်အစင်တွေအတွက်အစင်လေ့ကျင့်မှုတွေနဲ့တန်တရားဖြစ်ဖွယ်တူတဲ့စီးရဲလေ့ကျင့်မှုတွေကိုပို့ပြီးများပြားလာအောင်လှုပ်ဆောင်နေကြတာပါ။၂၀၁၄တနှစ်တာဒီမှာတရုတ်တပ်ဖွဲ့တွေဟာထိုင်ဝမ်ရဲ့လေချောင်းကောက်ွေရေးဖော်ထုတ် area ဇုံတွေကိုကျူးကျော်ဝင်ရောက်မှု3000ကျော်လှုပ်ဆောင်ခဲ့ပါတယ်။ဒါကတနည်းကိုပြင်းများရှေ့ကျင်ကျော်ပါတယ်။ဒီစစ်စင်ရေးတွေကထိုင်ဝမ်ရဲ့ကောက်ွေရေးတွေကိုဆန်ဆန်းမပြတ်စုံစမ်းစစ်ဆင်နေတယ်။ တုံးပြန်ရှိန်တွေကိုစမ်းသပ်နေပြီးတော့မှကျွန်းပဲ့တွေမှာတရုတ်စီးရေးတည်ရှိမှုကိုပုံမှန်ဖြစ်အောင်လုပ်နေပါတယ်။တရုတ်ဟာရုရှားနဲ့ပူးတွဲလက်ချင်းမှုတွေကိုလည်းမကြုံစဖူးအရှိန်အဟုန်နဲ့လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။၂၀24ခုနှစ်ဇူလိုင်လမှာပူးတွဲလေကြောင်းကင်းနှင်းမှုတွေမှာတရုတ်နဲ့ရုရှားဘုံကျေးလျင်တွေဟာအလက်စကာနီးမှာအတူတူပြန်တန်းနေတာကိုတွေ့ခဲ့ရပါတယ်။၂၀24ခုနှစ်စက်တင်ဘာလမှာတရုတ်နဲ့ရုရှားစစ်တင်းဘောတွေဟာမြောက်ပစိဖိတ်တခြားပူးတွဲကင်းလှည့်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ထိုင်ဝမ်ဘက်မှာဆိုရင်လည်း တရုတ်ဟာအရေးပါတဲ့ရေတန်းနဲ့ကုန်းရည်နှစ်သွေးသောကျူးကျော်နိုင်စွန်းတွေကိုတရုတ်ပြခဲ့ပါတယ်။ထိုင်းဝန်သမ္မတရဲ့ကျန်းသေးစာကျင်းဆိုပွဲကိုလည်းတင်ပေါ်53စီနဲ့လေယာ80ကျော်ပါဝင်တဲ့ Jinsaw 2024 A လက်ကျဲမှုနဲ့ဆက်ရှင်တုံ့ပြန်ခဲ့ပါတယ်။ပြီးတော့2025ခုနှစ်ဖေဖော်ဝါရီလမှာတရုတ်ဟာသူ့ရဲ့တမိုင်းတစ်လျှောက်အကြီးဆုံးကုန်းရည်နှစ်သွေးဆင်သက်လက်ကျဲမှုတွေကတခုကိုလှုပ်ဆောင်ခဲ့ပြီးတော့မှသူ့ရဲ့တင်ပေါ်စိတ်ကန်ဆင်သက်ရင်တိုက်ခိုက်ရင်နဲ့ဘက်ဆုံထောက်ပံ့ရေးတင်ပေါ်တွေအပြင် အဓိကတိုက်ပွဲဝင်တင်ကားတွေကိုယ့်ရဲ့နှစ်သွေးသောရှင်တွေရှင်ချင်းပြစ်ကူရှင်တွေကန်းကျစ်တခုကိုဝယ်ရောက်စီးနေတာတွေကိုပါပြသခဲ့ပါတယ်တရုတ်ကဒါတွေဟာပုံမှန်လေ့ကျင့်မှုတွေလို့ပြောဆိုခဲ့ပေမဲ့အချိန်ကိုင်းမှုကပိုပြီးတော့မှရည်ရွယ်ချက်ရှိတဲ့ကိစ္စတခုကိုပြသနေပါတယ်ရုရှားကဒီလေ့ကျင့်မှုတစ်ခုမှဓာတ်ရိုက်ပါဝင်ခဲ့ပြီးတော့မှယူကရိန်းကနေရရှိတဲ့သင်္ကန်းစာတွေကိုမျှဝေပေးခဲ့ပြီးတော့လက်နက်ပေါင်းစပ်စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးနေပြည်တော်ဆိုင်ရာအကြံဉာဏ်တွေပေးခဲ့ပါတယ် RUSI ရဲ့ခွေးကျန်းစိတ်ပြချက်အရာ ရုရှားအကြံပေးတွေဟာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲ့လေကျင်းရေးစခန်းများစွာမှာရှိနေခဲ့ပြီးတော့မှအထူးသဖြင့်ထိုင်ဝမ်ကျူးကျော်ရေးအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေဖြစ်တဲ့လေကြောင်းရှိစစ်ဆင်ရေးတွေနဲ့မျိုးပြစစ်ပွဲတွေကိုအာရုံစိုက်ခဲ့ပါတယ်။ကျွန်တော်တို့နိုင်ရှင်ကြည့်မယ်ဆိုရင်ရုရှားက Dennis Data ကရှေ့တန်းစစ်မျက်နှာဟာပိုကရောလိုမျိုးမျိုးကြီးတွေမှာတိတိတတ်တာရက်တဲနေတဲ့အတွက်မျိုးပြစစ်ပွဲအခြေအနေတွေကိုလက်တွေ့ကြကြတွန်းပို့ခံခဲ့ရပါတယ်။ရုရှားကအဲ့ဒီမှာအရှင်ဟုန်ကြဆင်းနေတယ်လို့ထင်ရပေမဲ့ ဲ့ဒီအတွေ့အကြုံတွေကနေဘာမှမတင်ယူဘူးလို့ပြောဖို့ကတော့မတရားပါဘူးတရုတ်ဟာ grey zone နီးပြူဟာတွေကိုလည်းတွန်းပြန်ခဲ့ပါတယ်2023ခုနှစ်တုန်းကထိုင်းဝန်ကိုပြင်မကဘာနဲ့ရှိတ်ဆက်ပေးထားတဲ့ပင်လီရီအောက်ကေဘီကျိုလေးကူဟာပြတ်တောက်သွားခဲ့ပါတယ်တရုတ်ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှညှင်းဆိုခဲ့ပေမဲ့ဒီဖြစ်ရပ်တွေရဲ့အချိန်နဲ့တည်နေရာတွေကထိုင်းဝန်ရဲ့ထိခိုက်လွေမှုနဲ့နိုင်ငံတကာရဲ့တုံ့ပြန်မှုကိုစံသက်ဖို့ရည်ရွယ်တဲ့တမင်တကာဖြည့်ဆည်းမှုတွေဖြစ်တယ်လို့အကြံပြုထားပါတယ်တရုတ်ကင်းရှင်ဇောင်းတက်တင်မော်တွေဟာလည်း ပေကျင်းကဥပဒေစိုးမိုးရေးစစ်ဆင်ရေးတွေလို့ခေါ်တဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ရင်းနဲ့ထိုင်ဝမ်ရဲ့နေမြေရေပိုင်တဲ့အတွင်းမှာပုံမှန်လှည့်ပတ်နေပါတယ်။ဒီကျူးကျော်မှုတွေကိုနေမြေကန်သက်ချက်အပြင်ဘက်ကတရုတ်ပြည်သူလက်မျောက်ရေးတပ်မတော် PLA ရေတပ်တင်ပေါ်တွေနဲ့ပေါင်းစပ်ထားပြီးတော့မှထိုင်ဝမ်ရေပိုင်တဲ့အပေါ်မှာတရုတ်ရဲ့ထိန်းချုပ်မှုကိုပုံမှန်ဖြစ်အောင်လုပ်ဆောင်နေတဲ့စစ်ရေးတည်ရှိမှုအမြဲတမ်းဖန်တီးထားပါတယ်။ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းလာပြီးတော့မှရုရှားရဲ့ပါဝင်ပတ်သက်မှုကပိုပြီးတန်တရားဖြစ်ပွေကောင်းလာပါတယ်။ ။အယောကစစ်ပွဲအတွက်ပြင်ဆင်နေတဲ့အချိန်မှာသူ့ရဲ့စစ်ပွဲရေးကဆိုးရောတဲ့အခွေချောင်းတွေကိုလည်းပြသနေပါရယ်။ပြီးတော့အဲ့ဒီအခွေချောင်းတွေကတရုတ်ဟာသူစီစဉ်နေတဲ့စစ်ပွဲကိုပင်တဲနိုင်မှာမဟုတ်ဘူးလို့အကြံပြုနေပါရယ်။အရေးအကြီးဆုံးထိခိုက်လွေတဲ့အချက်ဖြစ်တဲ့မလကာရေလက်ကြားကနေကျွန်တော်တို့စားလိုက်ရအောင်ပါအခုချိန်မှာတရုတ်ရဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုရဲ့သုံးပုံနှစ်ပုံဒီပါဟာမလေးရှားနဲ့အင်ဒိုနီးရှားကြားကမလကာရေလက်ကြားကနေစီးဆင်းနေပါတယ်ဒီနေ့မှာတရုတ်ရဲ့စုစုပေါင်းရေနဲ့တင်သွင်းမှု80ရာခိုင်နှုန်းလောက်ပါဝင်ပါတယ် ရောဂါထောင်ဝင်ကိုကျူးကျော်မယ်ဆိုရင်အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေဟာနိုင်ငံပိုင်းအတွက်မှာဒီရေလက်ကြားကိုတေချာပေါက်ပိတ်ဆို့လိုက်ပါလိမ့်မယ်။အဲ့ဒီလိုသာဖြစ်လာခြင်းရင်တရုတ်ရဲ့စီးပွားရေးကပြိုကျတော့ပါလိမ့်မယ်။2014ခုနှစ်မှာတရုတ်ရဲ့ကုန်သွယ်မှုတန်ဖိုးဟာသူ့ရဲ့ GDP ရဲ့38%ရာခိုင်နှုန်းသာရှိပြီးတော့မှဒါဟာတရားရှင်းမှာပြောက်ခွေသွားနိုင်ပါတယ်။တရုတ်ဟာရင်းနှံသဘာဝတငွေနဲ့အစအရေးပါတဲ့အရင်းအမြစ်တွေအတွက်ရုရှားကနေမြေပြင်လမ်းကြောင်းတွေကိုအာကိုဖို့အတင်းအကျပ်ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ယူကရိန်းကျူးကျော်ပြီးနောက်မှာအာဖြေတဲ့သဘောတူညီချက်တွေအရရုရှားကတရုတ်ရဲ့ရင်ထဲတင်သွင်းမှုရဲ့20ရာခိုင်နှုန်းကိုပံ့ပိုးပေးထားပြီးသားဖြစ်ပါတယ်။ဒါကတရုတ်ဟာရုရှားရဲ့တင်သွင်းမှုတွေကိုပိုပြီးတိုးမြှင့်ဖို့လိုအပ်မယ်ဆိုတဲ့အထိပ်ပဲပါ။တရုတ်တွေပြုလုပ်ခဲ့တဲ့ Back and Road Intercity စီမံကိန်းဟာဥရောပနဲ့အရှေ့လေပိုင်းကိုမြေပြင်ကုန်သွယ်မှုလမ်းကြောင်းတွေဖန်တီးခြင်းအပြင်ဒီပြဿနာကိုဖြေရှင်းဖို့ရည်ရွယ်ထားခဲ့တာပါ။ဒါပေမဲ့ဒီအစပြုမှုကလည်းဇယိတ်ကြီးမှပြီးတော့မှအောင်မြင်မှုမရှိတဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်။ဒါတွေကျွန်တော်ရှင်းကဗီဒီယိုတွေမှာပြောခဲ့ပြုပါတယ်။ ။တရုတ်ကိုအိန္ဒိယသမုဒ္ဒရာနဲ့ဓာတ်ရိုက်ရှိဆက်ခြင်းအပြင်မလကာရေလက်ကြားကိုအပြည့်အဝရှောင်ခွင်းဖို့ရည်ရွယ်တဲ့ပါကစ္စတန်ရဲ့ဂွာဒါစကန်ဟာလည်းယင်းဒီမြောက်နယ်မှုဘီလီယံပေါင်းများစွာအကုန်ကျခံပြီးတဲ့နောက်မှာတော့အရှိခံကုန်စည်စီမံဆောင်ရွက်ရေးအဆောက်အုံတွေရှုတ်တေးနေစေဖြစ်ပြီးတော့မှအထင်ပြထားတဲ့2020ခုနှစ်ကျူးကျော်မှုမတိုင်မီအစဉ်အသင့်ဖြစ်ဖို့မရှိပါဘူး။ဒါကရုရှားဟာတရုတ်ကိုဒီလက်နက်တွေကိုပါကြောင်းရောင်းချနေတယ်လဲဆိုတဲ့အချက်စီကိုကျွန်တော်တို့ရောက်လာစေပါတယ်။အပေါ်ရင်ကြီးလိုက်ရင်ဒါဟာမဟာဗျူဟာမျိုးပူးပေါင်းဆောင်ရွက်မှုတစ်ခုလိုပါပဲ။ ရုရှားကယူကရိန်းစစ်ပွဲကြောင်းသူ့ရဲ့ကာကွယ်ရေးလုပ်ငန်းဟာပြင်းထန်တဲ့ဖိအားတွေအောက်မှာရှိနေတဲ့အချိန်မှာလက်နက်ရုံရှားမှုကနေအလွန်လိုအပ်နေတဲ့ဝင်ငွေကိုရရှိနိုင်ပါတယ်။တရုတ်ကတော့ကမ္ဘာအတွေ့အကြုံအရှိဆုံးလေကြောင်းရှိတပ်ဖွဲ့တွေကတခုစီကနေစစ်ပွဲမှာစံသက်ပီတာပစ္စည်းကရိယာတွေနဲ့လေ့ကျင့်မှုတွေကိုရရှိပါတယ်။ဒါပေမဲ့ပိုပြီးနက်နက်နေနေကျွန်တော်တို့ကြည့်လိုက်ရင်ရုရှားရဲ့စစ်ဆော်မှုတွေကပိုပြီးအသေးအပင်ဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။ RUSI ရဲ့အဆိုအရရုရှားဟာတရုတ်ကထောက်ဝံကိုကျူးကျော်စေချင်တာတဲ့ပိုပါတယ်။ ရုရှားကတရုတ်ကိုအမေရိကန်ဂျပန်နဲ့တခြားမဟာမိတ်တွေကိုပါပိုရှိကြတဲ့ပဋိပက္ခထေဆွေးသွင်းစေချင်ပြီးတော့မှအရှေ့ခံအဖြစ်အနောက်နိုင်ငံတွေရဲ့အာရုံစိုက်မှုနဲ့အရင်အမြင့်တွေကိုယူကရိန်းကနေလွှဲပြောင်းပြင်မဲ့ကမ္ဘာလုံးဆိုင်ရာစစ်ပွဲအသစ်တစ်ခုကိုဖန်တီးဖို့ပါပဲမိတ်ဆွေစဉ်းစားကြည့်ပါရုရှားရဲ့စစ်ပွဲရေးဟာအရေးယူပိတ်ဆို့မှုတွေကြောင့်ပြိုကျနေပါတယ်သူရဲ့စစ်တပ်ဟာယူကရိန်းမှာထိခိုက်သေးဆုံးမှုပေါင်းများစွာကိုခံစားနေရပါတယ်သူရဲ့လက်နက်တိုးလောင်မှုတွေဟာလည်းရောနေတော့ပြီးတော့မှမြောက်ကိုရီးယားကနေအမြောက်ကျေဆယ်တွေနဲ့အီရန်ကနေဒရုန်းတွေတောင်းခံဖို့ မော်စကိုကိုဖိအားပေးနေပါတယ်။ရုရှားကသူ့ရဲ့ကိုပိုင်တပ်ဖွဲ့တွေအပေါ်မှာဖိအားတွေကိုရှော့ချဖို့အတွက် NATO ကိုစစ်မျက်နှာပေါင်းစုံမှာတိုက်ခိုက်ဖို့လိုအပ်ပါတယ်။တရုတ်ရဲ့ထိုင်ဝမ်ကျူးကျော်မှုကအဲ့ဒီအတိုင်းအတိအကျလှုံ့ဆော်လာပါလိမ့်မယ်။ American နဲ့ NATO ဟာထိုင်ဝမ်ကိုကောက်ကွယ်တာနဲ့ Ukraine ကိုထောက်ပံ့တာနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ဖို့အတင်းအကျပ်ဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့ရုရှားရဲ့အစီအစဉ်မှာနောက်ထပ်ပြဿနာတစ်ခုက ရှိနေပါတယ်။ဒီစာချုပ်တွေကိုလက်တွဲကြကြပေးပို့နိုင်မဲ့စက်ပစ္စည်းတွေတူမှမရှိနိုင်ပါဘူး။ ရုရှားကယူကရိန်းမှာသူ့ရဲ့စစ်ပွဲကိုထိန်းသိမ်းဖို့အတွက်1950ပြည်လုံးနှစ်တွေက T55 တင်ကားတွေကိုပြန်လည်အသုံးပြုဖို့ကြားတိုက်တွေကအမြောက်တွေကိုဆွေးထုတ်ဖို့နဲ့အရက်ဖက်ရင်တွေကိုယာယီတိုက်ခိုက်ရေးရင်တွေအဖြစ်ပြောင်းလဲဖို့အတင်းအကျပ်လုပ်ခဲ့ရပါတယ်။ရုရှားကကမ္ဘာဒုတိယအကြီးဆုံးစစ်တပ်ရှိခဲ့တဲ့နိုင်ငံဟာအရှေ့ခံလနဲ့ထောက်ပံ့မှုတွေအတွက်အီရန်နဲ့မြောက်ကိုရီးယားကိုအားကိုးရတဲ့အစီအစဉ်အထိရွာကျတော့ခဲ့ပါတယ်။ရုရှားကတရုတ်ကိုရောက်နေတယ်လို့ယူဆရတဲ့ BMD-4M နဲ့ VTR-MDM တွေဟာ ူကရိန်းမှာစစ်ဆင်ရေးတွေကိုထိမ့်သိမ်းဖို့အတွက်ရုရှားကလိုအပ်တဲ့ရည်တွေပဲဖြစ်ပါတယ်။ဒါတွေဟာရုရှားရဲ့လေကြောင်းရှိတပ်ဖွဲ့တွေအောက်ကိုနေရတဲ့ခင်းမိပြီးတော့မှစွန့်ရီမြင်းတဲ့စနစ်တွေဖြစ်ပါတယ်။တရုတ်ကိုရောင်းတဲ့ရင်တိုင်းဟာရုရှားရဲ့ကိုပိုင်စစ်တပ်အတွက်ရောတော်တဲ့ရင်တစည်းပါပဲ။ပြီးတော့မှရုရှားရဲ့ကောက်ွယ်ရေးလုပ်ငန်းဟာအမြင့်ဆုံးစွန့်ရီနဲ့လေပတ်နေပေမဲ့အရှိခံပစ္စည်းဆုံးရှုံးမှုတွေကိုတော့မှပြန်လည်ဖြစ်တင်ဖို့ရုံးကန်နေရပါတယ်။အမြောက်ပြောင်းတွေဟာအစားထိုးနိုင်တာထက်ပိုပြီးမြန်မြန်ဟောင်းတော့နေပါတယ်။ တီကြစော်ပြင်းမဲ့ဆာနိုင်တဲ့လက်နက်ခင်းရန်တွေကလည်းရှားပါနေပါတယ်။တင်းကားနဲ့ယင်ထုံလို့ရေးလိုင်းတွေဟာတရက်ကို24နာရီတဘက်ကို9ရက်လေပဲနေပေမဲ့စစ်မြေပြင်မှာဆုံးရှုံးမှုတွေကိုမလိုက်နိုင်သေးပါဘူး။ဒါဆိုရင်ရုရှားဟာသူ့ရဲ့တပ်ဖွဲ့တွေကအစစ်ပစ္စည်းတွေအတွက်အသေးအသံလိုအပ်နေတဲ့အချိန်မှာတန်ဇက်ကရင်ရှောက်စီလေးကျင်းရေးအစီအစဉ်တွေနဲ့နှိပညာလွှဲပြောင်းမှုတွေကိုတရုတ်ကိုဘလို့ပေးပို့နိုင်ပါလဲ။အဖြေကတော့ဖြစ်နိုင်ခြင်းမရှိပါဘူး။အနည်းဆုံးတော့သူ့ရဲ့ကိုယ်ပိုင်စစ်ဖက်စွန့်ကြီးတွေကိုဆိုးရွားစွာထိခိုက်စေခြင်းမရှိပေတော့မဟုတ်ပါဘူး။ ါကဒီသဘောတူညီချက်ကိုပို့ပြီးတန်တရားဖြစ်ဖွယ်ကောင်းလာစေပါတယ်။ရုရှားတရုတ်ရဲ့ငွေကြေးနဲ့နိုင်ငံရေးထောက်ခံမှုအတွက်အလွန်အမင်းအသေးအတန်ဖြစ်နေတဲ့အတွက်သူ့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့တွေကိုအရှင်းလင်းဖြစ်အောင်လှုပ်ရှင်နေတာဒါမှမဟုတ်ဒီသဘောတူညီချက်ဟာတကယ်တမ်းပေးပို့တာထက်ပူးပေါင်းဆောင်ရွက်မှုကိုအရှက်ပြဖို့အတွက်ပို့ပြီးရည်ရွယ်တာလည်းဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုလည်းရှိပါသေးတယ်။တရုတ်ကိုရောက်တဲ့ဆက်ပစ္စည်းတွေဟာကြောညာထားတာထက်ပိုပြီးဟောင်းတဲ့အမျိုးအစားတွေဒါမှမဟုတ်ပိုပြီးစွန့်ရည်နေတဲ့ပတ်စံတွေဖြစ်နိုင်ပါတယ် ရုရှားပြည်တွင်းသောအမျိုးအစားတွေရဲ့စွန့်ကြီးတွေရှိုးတေးတဲ့တင်ပို့မော်ဒယ်တွေကိုရောင်းချခဲ့တဲ့သမိုင်းကြောင်းကရှိပါတယ်။ရုရှားရဲ့အသေးအသံအရှင်တွေကိုကျွန်တော်တို့ထောက်ရှုမယ်ဆိုရင်ဒီအသေးဖြစ်တဲ့ BMD 4M တွေဟာတကယ်တမ်းတော့တိုးလောင်ထားတဲ့ပိုပြီးဟောင်းတဲ့ရင်တွေကိုပြန်လည်ပြုပြင်ထားတာဖြစ်နိုင်ခြင်းအပြည့်အဝရှိပါတယ်။ဒါကအရေးအကြီးဆုံးနှိုင်းချင်ချက်တစ်ခုစီကိုရောက်လာစေပါတယ်။ရုရှားကယူကရိန်းကိုမသိမ်းပိုင်နိုင်ဘူးဆိုရင်တရုတ်ကထိုင်ဝမ်ကိုသိမ်းပိုင်နိုင်မယ်လို့ဘယ်သူကများထင်မြင်စေပါသလဲ။အင်္ဂလိပ်တွေကိုကျွန်တော်တို့ကြည့်အောင်ပါ။ ရုရှားကျူးကျော်မှုမတိုင်မီ2021ခုနှစ်မှာယူကရိန်းရဲ့ကာကွယ်ရေးဘတ်ဂျက်ဟာခံမှန်းခြေအဖြစ်4.2ဘီလီယံဒေါ်လာရှိခဲ့ပါတယ်။ထိုင်ဝမ်ရဲ့2024ခုနှစ်ကာကွယ်ရေးဘတ်ဂျက်ဟာ6.1ဘီလီယံဒေါ်လာရှိပြီးတော့မှသုံးစားကျော်ပိုများပါတယ်။ရုရှားရဲ့ကျူးကျော်မှုမတိုင်မီယူကရိန်းမှာအမြင့်တဲ့တပ်ဖွဲ့ဝင်က2သိန်းခန့်ရှိခဲ့ပါတယ်။ထိုင်ဝမ်မှာကတော့အမြင့်တဲ့တပ်ဖွဲ့ဝင်1သိန်း6,500နဲ့၄ကျင်းပြီးသားအရင်တသားက1.66သိန်းရှိပါတယ်။ဒါပေမဲ့ကွာကြားချက်တွေကပိုပြီးနှိုင်းဆိုင်ပါတယ်။ ယူကရိန်းဟာထိုင်းဝန်လိုပဲအမေရိကန်ဒါမှမဟုတ် NATO နဲ့တရားဝင်ကာကွယ်ရေးစာချုပ်မရှိခဲ့ပါဘူးစစ်ပွဲရဲ့အစောပိုင်းကာလတွေမှာစစ်ရဲအကူအညီတွေကနှေးကွေးစွာစီစဉ်ခဲ့ပြီးတော့မှအနောက်နိုင်ငံတွေကပဋိပက္ခကိုပုံမပြင်းထန်အောင်လုပ်ဖို့ရှိတုံရှားတုံဖြစ်ခဲ့ကြပါတယ်ယူကရိန်းဟာအနောက်နိုင်ငံတွေပေးနိုင်သမျှလက်နက်တွေနဲ့ဖြည့်ဆွဲထားတဲ့ဆိုဗီယက်ခေတ်သုံးပစ္စည်းကရိယာတွေနဲ့သူ့ကိုယ်သူအဓိကကာကွယ်ခဲ့ရတာပါထိုင်ဝမ်ကတော့1949ခုနှစ်တရုတ်ပြည်တွင်းစစ်ပြီးဆုံးချိန်ကလေးကတရုတ်ရဲ့ကျူးကျော်မှုကိုလက်တွေ့ကြကြပြင်ဆင်နေခဲ့တဲ့နိုင်ငံပါ ဒီကျွန်းဟာခင်မီတဲ့ American Landnet တွေဖြစ်တဲ့ F-16B တိုက်လေယာဉ်တွေ A-64 Apache ရဟဲယာဉ်တွေ M1A2 Abrams တန်ကားတွေ M1A2 Abrams တန်ကားတွေနဲ့တရုတ်ကျူးကျော်မှုကိုတံပြန်ဖို့အထူးတိုက်ထုတ်ထားတဲ့ကိုပိုင် Landnet စနစ်တွေနဲ့ပြည့်နေတာပါထိုင်ဝမ်ဟာ Patriot ဒုံးကျည်စနစ်တွေကိုလေပတ်နေတယ်ခင်မီရင်ကုန်တင်ပေါ်တွေတိုးရှင်းနေပြီးတော့မှကျူးကျော်ရေးရေတပ်စုတွေကိုဖျက်ဆီးဖို့တိုက်ထုတ်ထားတဲ့တင်ပေါ်ဖြတ်ဒုံးကျည်တွေမှာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံထားပါတယ်ပိုပြီးအရေးကြီးတာကထိုင်ဝမ်မှာ ယူကရိန်းမှာမရှိတဲ့အရာတစ်ခုရှိနေတာပါအဲ့ဒါကတော့ပထဝီအနေထားပါယူကရိန်းဟာရုရှားကပဲပေါင်းစုံကနေတိုက်ခိုက်နိုင်တဲ့ထောင်ပေါင်းများစွာသောမိုင်ပေါင်းများစွာရှိလျားတဲ့နေနမိတ်တွေရှိတဲ့အေတမနိုင်ငံတစ်ခုပါထိုင်ဝမ်ကတော့ကျွန်းနိုင်ငံလေးတစ်ခုပါတရုတ်စစ်သားတိုင်းရင်တိုင်းကျင်းစံတိုင်းကထိုင်ဝမ်ကိုရောက်ဖို့အတွက်ရေပြင်မိုင်တရာကိုဖျက်ချော်ရမှာဖြစ်ပြီးရဟကာကွေသူတွေကိုအလွန်အမင်းအသာစီးပေးတဲ့တဘာဝကြတဲ့တက်ခွင်တစ်ခုဖြစ်ပါလိမ့်မယ်။ပြီးတော့ယူကရိန်းရဲ့အစောပိုင်းရတတက်ပတ်တွေတုန်းကရုရှားတပ်ဖွဲ့တွေကီယက်နီပေါ့ကိုတောင်ရောက်ခဲ့ပေမဲ့ ထိုင်ဝမ်ကတော့ဘလို့ကျူးကျော်မှုမျိုးကိုမစိုးကြိုတင်ပြီးတော့မှရတတပတ်တွေအတွဲမှာတတိပိချက်ရရှိနိုင်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုကျူးကျော်ဖို့လိုအပ်တဲ့ကြီးမားတဲ့ကုန်းရည်နှစ်သွေးသုံးနိုင်တဲ့ရစ်တက်စုဖွဲ့စည်းပုံကိုတကယ်တမ်းချိုးဝဲထားလို့မရပါဘူး။ဂျိုလူတွေကဆက်ဆက်တီတီတတာမြင်နိုင်ပြီးတော့မှထိုင်ဝမ်ကိုစူးစီးဖို့တပ်ဖွဲ့တွေကိုဖျက်ချဖို့နဲ့ကာကွယ်ရေးအတွက်ပြင်ဆင်ဖို့အချိန်ပေးပါလိမ့်မယ်။ရုရှားရဲ့ဆွေးဆောင်ကြီးဟာရုရှားစစ်ဖက်ပစ္စည်းကရိယာတွေနဲ့ စစ်ပွဲဆိုင်ရာသဘောတရားတွေရဲ့အာဏာချက်တွေကိုအကြီးအကျယ်ထုတ်ဖော်ပြသခဲ့တဲ့ကြော်ညာတစ်ခုလိုမျိုးဖြစ်ခဲ့ပါတယ်။ရုရှားကတရုတ်ကိုရောက်နေတဲ့ BMD-4M တွေနဲ့အခြားညင်တွေဟာဆိုရင်ခိမိတင်းဖြဲလက်နက်တွေအတွက်ထီးလွေခိုင်းလွေတယ်ဆိုတာတက်တည်ပြခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဟာဂျာဗလင်ဒုံးကျည်တွေ NLAW တွေနဲ့ခိမိကြေကောင်းပါတဲ့ RPG-7 တွေလိုဈေးတက်တာရဲစနစ်တွေနဲ့တော့မှရုရှားတန်ကျက်ကရင်ရာပေါင်းများစွာကိုဖျက်ဆီးခဲ့ပါတယ်။ဒါကအရေးအကြီးဆုံးအချက်ဖြစ်နိုင်တဲ့အရာစီကိုရောက်လာစေခဲ့တာပါ။ တရုတ်ရဲ့စစ်ပွဲပညာဟာတကယ်တိုက်ပွဲမှာစမ်းသပ်ထားခြင်းမရှိသေးပါဘူး။တရုတ်ကနေပေါင်းများစွာဆွေမဖွေကောင်းတဲ့လက်နက်စနစ်တွေကိုပြသနေခဲ့ပါတယ်။သူတို့က J20 လိုမျိုးကိုပြောင်းနိုင်တဲ့တိုက်လေယာဉ်တွေ၊လေယာဉ်နဲ့သင်္ဘောတွေအတန်ထက်မြင့်တဲ့ဒုံးကျည်တွေဒီ Raygun နဲ့ဒီ Laser လက်နက်တွေကိုတော့မှတီထွင်ခဲ့ပါတယ်။စာရွက်ပေါ်မှာတော့တရုတ်ပြည်သူလက်မျောက်ရေးတပ်မတော် PLA ဟာကြောင်မက်ဖွေကောင်းနေပုံရပါတယ်။ဒါပေမဲ့စာရွက်ပေါ်ကစွန်းဆောင်ကြီးကစစ်မြေပြင်မှာထိရောက်မှုအဖြစ်ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ ရှေ့ကဗီဒီယိုထဲမှာပြောခဲ့တဲ့အတိုင်းတရုတ်ဟာ1989ခုနှစ်နောက်ပိုင်းအကြီးစားစစ်ပွဲမတိုက်ဖူးသေးပါဘူး။အဲ့ဒီတုန်းကပေကျင်းက BNL ကိုတင်ခန်းစာပေကျင်းလို့ခေါ်တဲ့အဖြစ်အပျက်မှာ BNL ကိုကျူးကျော်ခဲ့ပါတယ်။အဲ့ဒီစစ်ပွဲဟာတရုတ်အတွက်ဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့ပြီးတော့မှတရုတ်ပြည်သူလက်မျိုးရဲတဲမတော် PLA ဟာအရွေးအစားများစွာတင်နေတဲ့ BNL စစ်တပ်ကိုတောင်မှဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာပြည်ထောင်တဲ့ထိခိုက်ပေဆုံးမှုတွေခံစားခဲ့ရပြီးတော့တလားမပြည့်ခင်မှာဆုတ်ခေါ်ခဲ့ရပါတယ်။ဒါကြောင့်တရုတ်ရဲ့လက်နက်စနစ်တိုင်းနှိပြဟဆိုင်ရာသဘောတရားတိုင်း ကွက်ကေမှုဖွဲ့စည်းပုံတိုင်းဟာ theory အရသာရှိနေပါတယ်ဟုတ်ပါတယ်တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ဟာကြည်ပြင်းတဲ့လေ့ကျင့်မှုတွေနဲ့စီးရဲလေ့ကျင့်ခန်းတွေကိုအမြဲတမ်းလုပ်ဆောင်ပါတယ်ဒါပေမဲ့ကိုကိုကိုလေ့ကျင့်တာကကိုကိုတက်ဖို့ကြိုးစားနေတဲ့တကယ့်ရန်သူအစ်စ်ကိုတိုက်ခိုက်တာနဲ့အရှိခံအဖြစ်တော်တော်လေးကိုကွာခြားပြီးတော့မှထိုင်ဝမ်ကကျူးကျော်မှုအရှိအနေမှာအသက်ရှင်ရပ်တည်ဖို့တိုက်ခိုက်ပါလိမ့်မယ်ဒါကိုစစ်စုနှစ်ပေါင်းများစွာနီပါဆက်ဆက်မပြတ်တိုက်ပွဲဝင်နေတဲ့ NATO ရဲ့စစ်တပ်နဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။အမေရိကန်တပ်ဖွဲ့တွေမှာ အီရက်အာဖဂန်နစ္စတန်၊ဆီးရီးယားနဲ့ဒါဇင်ပေါင်းများစွာသောစစ်ဆင်ရေးငွေလေးတွေမှာလက်တွဲကဘာကအတွေ့အကြုံတွေရှိပါတယ်။နေတိုကယူကရိန်းရဲ့ပြီးခဲ့တဲ့၃နှစ်အတွက်အောင်မြင်မှုတွေကနေတင်ယူနေပြီးတော့မှဒရုန်းစစ်ဆင်ရေးတွေနဲ့တီးခြားရုရှားစန်းကျင်ရေးစနစ်တွေထိသွင်းဖို့အတွက်ဝေယူရေးစနစ်တွေကိုပြုပြင်မွေးမြူမှုတွေပြုလုပ်နေပါတယ်။တရုတ်ရဲ့ရုရှားလက်နက်လိုအပ်မှုကတရုတ်ပြည်သူလက်မျောက်ရေးတပ်မတော် PLA ဟာသူပြသနေသလောက်သူရဲ့ကိုယ်ပိုင်စွန့်ရည်တွေအပေါ်မှာယုံကြည်မှုမရှိဘူးဆိုတာကိုလည်းကြားသနေပါတယ်။ တရုတ်ကထောင်ဝန်ကိုအောင်အောင်မြင်မြင်ကျူးကျော်နိုင်မယ်လို့တကယ်ယုံကြည်တဲ့ဆိုရင်ရုရှားရဲ့စစ်ပစ္စည်းတွေနဲ့လေ့ကျင့်မှုတွေဘာကြောင့်လိုအပ်မှာပါလဲတရုတ်ကစီစဉ်သူတွေဟာသူတို့ရဲ့စစ်တပ်ကစစ်သက်မထားရသေးဘူးသူတို့ရဲ့စစ်ပစ္စည်းတွေကတပ်တွေမပြရသေးဘူးသူတို့ရဲ့မဟာဗျူဟာတွေကသီအိုရီအရသာရှိနေတယ်ဆိုတာကိုသိပါတယ်ဒါကထောင်ဝန်ဟာဘေးကင်းတယ်လို့ဆိုလိုတာတော့မဟုတ်ပါဘူးတရုတ်ဟာအသေးအတန်ဖြစ်မှုဒါမှမဟုတ်ပါရွင်စော်တွဲဆမှုကနေကျူးကျော်ဖို့စ조사နိုင်ပါတယ်ရုရှားကသူ့ရဲ့ကိုယ်ပိုင်မအောင်မြင်မှုတွေကနေအာရုံပြောင်းဖို့အတွက် တရုတ်ကိုရင်ဆိုင်တိုက်ခိုက်မှုစီတွင်းပေါ်နိုင်ပါတယ် gray zone ဖိအားပေးမှုတွေဆက်ရှိနေမှာဖြစ်ပြီးတော့စည်ရည်လက်ချက်မှုတွေကလည်းပိုပြီးပြင်းထန်လာပါလိမ့်မယ်ပြီးတော့မှဖြစ်စဉ်တစ်ခုလုံးစတင်ဖို့အတွက်အသေးစားအမှားတစ်ခုဒါမှမဟုတ်အလွန်အကျွံပြင်းထန်မှုတစ်ခုပဲလိုအပ်ပါလိမ့်မယ်ကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ပေးတော့ခင်ဗျာတောင်းဆိုပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြင်နဲ့ပုံမှန်တင်ဆက်ပေးနေဥမာမို့ channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုရင် subscribe လေးလုပ်ထားပေးခဲ့ဖို့တောင်းဆိုပါရခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကြည့်ကြမှာပါနဲ့ပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေလူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြတ်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39 668 9269နဲ့ 39ကို6095539လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။